ိုင်ငံဘန်ကောက်မြို့ဖလန်ဆောင်နှစ်နယ်မြေတွင် March လ15ရက်နေ့ကဆောက်လက်ဆမှုပြန်တရားပြုကြတာကြောင့်လူသမား9ယောက်ထပ်မံတည်ဆုံးပြီးအဲ့ဒီအထဲမှာမြန်မာလူသားတွေပါဝင်နေပါတယ်။ဆွဲတဲ့သတင်းပေးပို့ထားပါတယ်ရှင်။ထိုင်းနိုင်ငံဘန်ကောက်မြို့ဖလန်ဆောင်နှစ်နယ်မြေအတွင်းစားလုံနေစဲမိုးပြန်တရာပြိုကျမှုမတ်လ15ရက်မနက်9:00နာရီဝန်းကျင်မှာဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီပြိုကျမှုအတွင်း အလုသမား9ယောက်ထပ်မင်းတည်ဆုံးတယ်လို့ကနအူသိရပြီးအယောက်30ထပ်မင်းတိကြိုက်တံရရှိခဲ့ပါတယ်။တည်ဆုံးသူတွေထပ်ရှိနိုင်ပြီးပျောက်ဆုံးသူတွေကိုထိုင်းလူမှုကေဆေးအဖွဲ့တွေကဆက်လက်ရှာဖွေနေတယ်လို့မြန်မာလူသမားရေးကွန်ရီပေးသူတွေကပြောပါတယ်။လက်ရှိအခင်းဖြစ်ပွားရနေရာကိုထိုင်းတာဝန်ရှိသူတွေရောက်ရှိနေပြီးစုံစမ်းစစ်ဆေးတာတွေလုပ်ဆောင်နေပါတယ်။ဦးကျိုင်ကိုအခုဒီကမြန်မာ3ယောက်ကတော့တည်ပါရတယ်မှာပါပြီ။ဒါထိုင်းကလည်းတရားဝင်သူတို့ကျင်ညာရတယ်မှာမြန်မာ3ယောက်ပါကျင်ညာရတယ်။ ဲ့တော့နောက်တဲ့ပျောက်နေတဲ့လူတွေကအခုကမိသားစုတွေနဲ့ချိတ်ဆက်မမိသေးဘူး။အဥဒုလည်းလိုက်ဆောင်ဆန်းနေတယ်ပေါ့နော်။လောလောဆယ်တော့၃ယောက်ကတော့အတီးပြုလို့ရတယ်။ထိုင်းရတာဘယ်လောက်ပါပါမှမသိဘူး။မြန်မာ၃လောင်းကအတီးပြုလို့ရတယ်။အဲ့မြန်မာမိသားစုတွေနဲ့ဥက္ကဋ္ဌဆောင်ဆန်းနေရဆိုတာကဒီဆက်ယုံတဲ့ကနေဒီလုပ်ငန်းခွင်တွေကိုအဲ့ညီကလူဘလောက်သွက်စင်းနေဆိုတာဥက္ကဋ္ဌအတိကြတယ်လူချင်းလည်းဆောင်ဆန်းနေတာအခုကအတိလူတွေနဲ့ဥဒုနဲ့မတွေ့အောင်အနာပိုင်ကပိတ်ထားတယ်မက်ရှလာ၁၆အထိတိရတာကမြန်မာ၃ယောက်တည်ဆုံချောင်း ပြောက်ဆုံးလူသမားတွေလည်းမြန်မာလူသားတို့ပါဝင်ချောင်းနဲ့ပြောက်ဆုံးနေသူကိုကေဆဲအဖွဲ့တွေကဆက်လက်ရှာဖွေနေပါဗျ။ပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလတုန်းကလည်းထိုင်းနိုင်ငံမဟာချိုင်စီအနီးမှာဆောက်လက်ဆမိုးပြန်တရားပြိုကျမှုကြောင့်မြန်မာလူသမား၄ယောက်နဲ့ထိုင်းလူသမား၂ယောက်စုစုပေါင်း၆ယောက်တည်ဆုံခဲ့ပါဗျ။အဲ့ဒီဖြစ်စဉ်တွင်တည်ဆုံခဲ့ရတဲ့မြန်မာလူသားတွေအတွက်တည်ဆုံနေတာချေလက်ရှိအချိန်ထိမရသေးပဲကြံရည်တက်မိသားစုဝင်တွေကို AC ခေဟာကဆောက်ရှောက်ပေးထားတယ်လို့သိရပါဗျ။ဒီမှာလည်း ဖြစ်သွားတဲ့ဒေသမှာလည်းမြန်မာလူသားတွေပါတယ်လေအဲ့ဒီလူသားတွေဆိုအခုချိန်ထိဒီလိုကထိုင်းရနာပိုင်းနေလားအချိတ်ပိတ်တဲ့ AZK ရမှာဆောက်ရှောက်ကျွေးမှုထားပြီးတော့အမှုရင်းဆိုင်နေဒါပေမဲ့အခုချိန်ထိငနာချင်းမရသေးထိုင်းနေရပါဘူးဒီမြန်မာတွေမရသေးဘူးသူတို့ရဲ့မိဘဆွေမျိုးတွေဖေမေတွေလာစောင့်နေတယ်အခုနောက်တစ်ချိန်တော့တက်ဖြစ်ပြီးအရင်တုန်းကတည်ဆုံသွားတဲ့မြန်မာပြည်သားတွေအဲ့ဒီမိုးရံတရာပြိုကျမှုမှာပါတဲ့မြန်မာပြည်သားတွေအခုချိန်ထိအဲ့ဒီတည်ဆုံနေတာချင်းတွေမရသေးဘူးပေါ့နော်အဲ့တော့ဆိုလိုတာကတော့မြန်မာလူသားတွေဟိုဥပဒေအရဒီခံစားခွင့်တွေမှာလဲဖိုင်းဘက်ကနေပြီးတော့ဘလိုပုံစံမျိုးနဲ့ ဟိုလှုပ်ဆောင်ပေးနေလဲဆိုတာဟိုတော့တော်တော်လေးမေးခွန်းထုတ်เสียဖြစ်နေပြီပေါ့နော်မာချန်ကမိုးပြန်တရာပြုတ်ချမှုဖြစ်စဉ်တွင်တည်ဆုံခဲ့ရတဲ့မြန်မာလူသားတွေကိုထိုင်းအစိုးရကတည်ဆုံနေနာချေတဦးကိုဗတ်တန်ဝင်းကျင်စီပေးမယ်ဆိုပေမဲ့လက်ရှိချိန်ထိမရရှိသေးဘူးလို့မိသားစုဝင်စီကလည်းသိရပါဗျ။ထိုင်းမှာလုပ်ငန်းခွင်အတွင်ထိခိုက်သေဆုံးမှုတွေမှာမြန်မာလူသားတွေဥပဒေကြောင်းအရတရားမျှတမှုရရှိတာနေပါတယ်လို့အလို့သမားရေးလှုပ်ဆောင်သူတွေကပြောပါဗျ။ ထိုင်းကအလုတ်ကျန်းတွင်အနေအများတဲ့အလုတ်တွေမှာလောက်ကန်နေတဲ့မြန်မာရွှေပြောင်းလုပ်သားတွေတိတ်နေချီရှိနေပါတယ်ခင်ဗျာကျွန်တော်ဇွဲသစ်ပါ